ဟယ်လိုအားလုံးပဲမိင်္ဂလာပါ Learning with OP channel လေးကနေပြီးပြန်လည်ကြိုဆိုလိုက်ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် real estate သမားကြီးပေါ့နော် agent ကြီးသမားကြီးအတွက်ကိုကျွန်တော်အသုံးဝင်မဲ့ Arabic စကားလုံးလေးတွေကိုကျွန်တော်သင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းအတူတူ လေ့လာကြည့်ရအောင် ပထမဆုံးကျွန်တော်တို့ရေ sales ဟုတ်ပြီနော်အယောင်းပေါ့နော်အယောင်းကိုကျွန်တော် Arabic လို့ဘယ်လိုပြောမလဲဆိုတော့ bear ဘယ်လိုပြောမလဲ bear နံပါတ်2 နံပါတ်2ကျကျွန်တော် contract contract ဆိုတာကျွန်တော်စာချုပ်စာတမ်းပေါ့နော်အဲ့ဒါကိုပြောရမလဲဆိုတော့ act act လို့ပြောမလဲအာရဲ့ကာကြီးရဲ့ဒါရီရဲ့ act ဟုတ်ပြီနော်နံပါတ်3နံပါတ်3 villa villa ဆိုရင်ဒါလွယ်လွယ်လေးပဲနော် villa ဆိုတော့ကျွန်တော်အဲ villa ပေါ့နော် villa ဆိုတာနေအိမ်မဟုတ်ဘူးနော်အဲ့ဟာတွေကျန်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ villa villa အဲဆိုရင်ကျွန်တော်တို့ villa ကိုသုံးကျင်တာပေါ့နော်ကျွန်တော် ဗီလာလဲပေါ့နော်အဲ့လိုမျိုးသုံးချင်တာဖြစ်ပါတယ် okay next one ဘာ field industry ပေါ့နော် construction fields လာလို့ရှိရင်မြန်မာဘယ် industry ရလဲအဲ့ဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ majel majel ဆိုပြီးတော့သုံးလို့ရပါတယ် okay number 4 company ငါတို့ဘယ် company မှာလုပ်တယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ sharika ဘယ်လိုပြောမလဲဆိုတော့ sharika okay next one next one ကြတော့ကျွန်တော်တို့တွေ installment ဆိုကျွန်တော်အရကြပါတော့အရကြဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ kista kista ဘယ်လိုပြောမလဲ kista ကျွန်တော်တို့ property အာ real estate ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ ikarat ikarat ဟုတ်ပြီနော် okay နောက်တစ်ခုကကြာကျွန်တော် one property ရောနော် property တစ်ခုရဲဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ ikar ikar လို့ပြောလို့ရပါတယ်ဟုတ်ပြီနော် နောက်တစ်ခုကြာကျွန်တော်တို့တွေ unit unit ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ wahda unit ဆိုရင်ကျွန်တော်တို့တွေ wahda ဆိုပြီးတော့တုံးလို့ရပါတယ်။ Okay flat apartment ဆိုလို့ရှိရင်ကျွန်တော်တွေ shaka ဘယ်လိုပြောမလဲ shaka လို့အသုံးပြုလို့ရပါတယ်။ Okay ကျွန်တော် building ပေါ့နော်အစား building ဆိုလို့ရှိရင်ကျွန်တော်တို့တွေ binaya binaya အဲ့လိုအသုံးပြုလို့ရပါတယ်နော်။ Now let's learn together in the future. See you next video.